ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်လုံးပိန်နီအဆက်ကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လုံးပိန်နီနံပါတ်1နဲ့လုံးပိန်နီနံပါတ်2နဲ့ဆွေးပြဖြစ်ပါတယ်ပေါ့နော်ဒီမှာခွန်ခွန်လုံးပိန်ပါဆိုရင်300ဆွေးပြဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာတော့တူတယ်ပေါ့နော်၄ရက်၄ရက်လုံးပိန်ရှင်ရတာရှင်တူတယ်ရှစ်ကိုလေးဆိုပြီးတော့ဒီ၄ရက်အပိတ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာတော့လုံးပိန်နီရမတူတော့ဘူးပေါ့နော်ဒီဘက်က9ရက်6ရက်ဒီ 963ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာတော့ကျွန်တော်ဒီမှာလုံးပိန်ရတာရှင်။ဒူတယ်ပေါ့နော်။ခွန်ခွန်လုံးပိန်ပါဆိုရင်680ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာလည်းခုနှစ်လုံးပိန်ရတာရှင်ဒူတယ်ပေါ့နော်။ညနေခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ခွန်အပိတ်ဖြစ်ပါတယ်။ဒီမှာလည်း33လုံးပိန်ရတာရှင်ဒူတယ်ပေါ့နော်။388 3D ထိရှိဖြစ်ပါတယ်။အထက်တစ်ကြိမ်မှာတော့ကျွန်တော်၉လုံးပိန်ရတာရှင်းတူတယ်ပေါ့နော်။၃၃ညာကုန်ဒီမှာတော့တူတာများတယ်ပေါ့နော်။ခွန်ခွန်၃၉ ဒီမှာတော့နေ3ဆိုပြီးဖြစ်ပါတယ်နေလုံးပိုင်ရ3လုံးပိုင်ရမှာဆိုရင်3 5နေဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီမှာလည်းနေ3လုံးပိုင်ပဲရတာဖြစ်ပါတယ်3 9နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာလည်း၄ရ6ရမတူဘူးဗောနော်မတူတဲ့အတွက်အဲ၄6ဒီနေ၄6ဆိုပြီးဖြစ်ပါတယ်ဒီမှာကျတော့3ရ2ရဒီ3နေ၄ဖြစ်ပါတယ်ဒီမှာနေ3လုံးပိုင်ရတာရှင်းတူတယ်ဗောနော်ရှင်း9နေနေဒီအပိတ်ဖြစ်ပါတယ် ဒီမှာလဲရှင်းရဲ့၅ရဲ့လုံးပိန်ရတာရှင်မတူဘူးပေါ့နော်ဒါကြောင့်မို့ရှင်းကအတွဲဒီရှေ့ဆောင်ကဖြစ်ပါတယ်ဒီမှာလဲ၃ကအတွဲဖြစ်ပါတယ်ပေါ့နော်၃ကအတွဲ၃၅၆ဒီမှာတော့၆ရတာရှင်တူတယ်၆ဒီ၆လေးရှောက်စုပြီးအပူဖြစ်ပါတယ်ပြီးရင်ဒီမှာ၉လုံးပိန်ရတာရှင်တူတယ်အဲ၉ရဲ့ရှေ့ရဲ့လုံးပိန်မှာ၉ခွန်ရှေ့စုပြီးဖြစ်ပါတယ်ဒီမှာတော့၉ရဲ့၆ရဲ့ပေါ့နော်၆၉၆ ဒီခေတ်ဘက်ကျွန်တော်ဒီ20ကျိန်းမှာဆိုရင် ကုလုံးပိန်ရတာရှင်းတူတယ်ပေါ့နော်ကျွန်တော်ပြောဒီမှာဒီ6လုံးပိန်တော့မဟုတ်ကုလုံးပိန်ပေါ့နော်6 9လုံးပိန်ညာရှင်းမလားဆိုပြီးတော့ပေါ့နော်အဲ့မှာတော့ကုလုံးပိန်ဒီ6 9 8ဆိုပြီးဖြစ်ပါတယ်ဒီကုလုံးပိန်ပေါ့နော်ကုလုံးပိန်ဒီကျွန်တော်6 9 8ဆိုပြီးတော့ဒီ6 9 6မှာတလုံးပြန်ကြဖြစ်ပါတယ်ပေါ့နော်6 9 8 ဒါကြောင့်မို့ကျွန်တော်ဒီကိုဒီအလဲဖြစ်ပါတယ်ခင်ဗျာကိုဒီအလဲထိုင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အဆက်ကိုလည်း20တကြိမ်အတွက်ပေါ့နော်20တကြိမ်အတွက်ဆက်ပြီးလေ့လာကြည့်မှာပေါ့နော်ရင်းဆုံးနေ့နံပါတ်1ကိုစပြီးတော့လေ့လာကြည့်မှာဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကတော့ကျွန်တော်လုံးပိနေ့နံပါတ်1ဖြစ်ပါတယ် ဒီမှာကျတော့8869ခွန်ရှိရနေစာကြည့်အောင်ပါနော်63ကြိမ်ပေါင်းရှင်းသည့်78ရတာဖြစ်ပါတယ်9ကြိမ်ပေါင်းရှင်း78 85လေး40ကိုတုံများပဲရေးမယ်ပါနော်9ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်43ပေါင်းရှင်းသည့်9နည်းနဲ့တုံညာနဲ့ပေါင်းရှင်းနေဖြစ်ပါတယ်3တုံညာသည့်တုံညာဖြစ်ပါတယ်ခင်ဗျာအစွမ်းရှင်းနှစ်ကြိမ်ပေါင်းရှင်းသည့်16လေးနဲ့ပေါင်းရင်20ရတယ်ပေါ့နော်ခွန်ရဲ့2ရပေါင်းတော့ကို 6လုံးပိန်ရတာဖြစ်ပါတယ်ဒီ6လုံးပိန်ဒီနောက်ထပ်တစ်ကြိမ်မှာ6 9 6ဆိုပြီးတော့6အလဲထိန်ဖြစ်ပါတယ်အားကြောင့်မို့ဒီမှာ6လုံးပိန်မှာ story ဒီဒီတခုပေါ့နော်6လုံးပိန်မှာ6 9 6ဖြစ်ပါတယ်6လုံးပိန်3ကြိမ်ဆက်သိပ်ဖြစ်ပါတယ်ခင်ဗျာဆက်ပြီးတော့ဒီ6လုံးပိန်6 9 6ဆိုတာလေးကိုဆက်ကြည့်မယ်ပေါ့နော်အစွန်းဒီ6ကို3ချိန်ဆွဲအတွက်ဒီ9ကို3ချိန်ဖြစ်ပါတယ်ထိပ်စီမှာ1ချိန်ဒီ6ကိုကြတော့9နဲ့မြောက်မယ် ဒီ9မှာ2ချိန်ဆွဲအတွက်6မှာ2ချိန်9နဲ့9နဲ့မှာ2ချိန်စီ10နဲ့9နဲ့မှာ2ချိန်စီအလေကိုကျွန်တော်တို့3နဲ့အမြောက်မှာဖြစ်ပါတယ်ခင်ဗျာ3ချိန်ပေါင်းတာဖြစ်တယ်ဗောနော်အဲဆိုရင်9 3ချိန်ပေါင်းတာဒီ20နဲ့ခွန်ရတယ်ဗောနော်6နဲ့ချိန်7နဲ့6 9လေ30 6နဲ့ချိန်ပေါင်းတာ7နှစ်ဖြစ်ပါတယ်9နဲ့9ပေါင်းတာလေ30ပေါ့နော်10နဲ့9ပေါင်းရှင်ဒီ7ခွန်ဖြစ်ပါတယ်ခွန်3ချိန်ပေါင်းရှင်20နဲ့3ကို3ပဲကြီးမှဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ခွန်နဲ့တစ်ပေါင်းတာ၈နည်းနဲ့ပေါင်းရင်20ခွန်ရဲ့နည်းရဲ့ပေါင်းတော့9ဆိုတဲ့အတွက်ဒီ9လုံးပိုင်းမှာဆိုရင်၈98 9အလဲထိန်ပဲဖြစ်ပါရယ်ခင်ဗျာ။အဲဒါမို့ဒီ9လုံးပိုင်းမှာ98ဆိုပြီးဖြစ်ပါတယ်ဗောနော်။အဲဆိုရင်20နဲ့တစ်ကြိမ်အတွက်အဲ့ဒီနည်းကိုဆက်ပြီးလေ့လာကြည့်မယ်ဗောနော်။ ဒီကို3ကြိမ်ဆိုတဲ့အတွက်ဒီ9အကိုကြတော့ကျွန်တော်3နဲ့မြောက်မယ်ပေါ့နော်ထိပ်စီ10မှာ2ကြိမ်အပိတ်10ကို9နဲ့မြောက်မှာဖြစ်ပါတယ်ပြီးရင်10မှာ2ကြိမ်ဖြစ်ပါတယ်6နဲ့9နဲ့မှာ2ကြိမ်စီဖြစ်ပါတယ်ခင်ဗျာ10နဲ့9နဲ့ဆိုတဲ့အတွက်10နဲ့10နဲ့မှာ2ကြိမ်စီပေါ့နော်ပြီးရင်ဒီ9ကိုကျွန်တော်3နဲ့ထပ်မြောက်မှာဖြစ်ပါတယ်ခင်ဗျာငါ3ကြိမ်ပေါင်းတာဒီ15ရာလေးပေါ့နော်10ကြိမ်ပေါင်းတာက16 ရှင်းကားလီ40ရှင်းနှစ်ကြိမ်ပေါင်းတာ16ဖြစ်ပါတယ်၄နဲ့9ပေါင်းတာပေါင်းရှင်း73ပေါ့နော်တင်းနဲ့တစ်ပေါင်းတာကနေ9တုံးကြိမ်ပေါင်းတာဒီ20နဲ့ခွန်ကိုခွန်ပေးကြီးမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ3နဲ့3နဲ့2ပေါင်း5ပေါ့နော်ဒီ5နဲ့ပေါင်းရင်30ဖြစ်ပါတယ်6နဲ့ကြိမ်7 နှင်းနဲ့ခွန်နဲ့ပေါင်းတော့ကိုးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကိုးလုံးပိန်ထက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့အရာပေါ့နော်အဲ့ဒီနေ့အရာဆက်ပြီးမပြီးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်တယ်ခင်ဗျာโอเคဒါကြောင့်မို့ကျွန်တော်ဒီမှာလဲကိုးလုံးပိန်ပဲဆက်ရမှာဖြစ်ပါတယ်ပေါ့နော်ခင်းဆက်ပြီးတော့ကျွန်တော်နေ့နံပါတ်2ကိုလည်းတစ်ချက်သေးဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ ခဲဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ဗောနော်နီးနံပါတ်2ကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာဒေရှင်းကားကြိမ်40ဗောနော်တုံများဖြစ်ပါတယ်ရှောင်းကားလီ30တုံညဗောနော်ခွန်နဲ့ရှစ်ပေါင်းတာက15ဖြစ်ပါတယ်နီးနဲ့ရှစ်ပေါင်းတာက30ဗောနော်ငါ3ကြိမ်ပေါင်းတာ15ကိုကျွန်တော်ဒီမှာရှောင်းနဲ့ပုံတွေထပ်ပေါင်းတာဖြစ်ပါတယ်အဲ့ဒါငါငါပေါင်းရှင်းဒီ30ဖြစ်ပါတယ်ပေါ့နော်3ညနဲ့6ပေါင်းရှင်းဒီ6ဆိုတဲ့အတွက်ကြောင့်မို့6လုံးပဲဖြစ်ပါတယ် အဲ့ဒီ6လုံးပိုင်းနေနောက်ထပ်တစ်ကြိမ်မှာ6 9 6ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာ6လုံးပိုင်းမှာ6 9 6ဒီဟာပေါ့နော်6လုံးပိုင်းမှာ6 9 6ဆက်ပြီးတော့ဒီနေ့အတိုင်းပဲ9လုံးပိုင်းဆိုတာလေးကိုဆက်ကြည့်အောင်ပေါ့နော်အဲဆိုရင်ဒီမှာ6ကို9နဲ့မြောက်ထားတယ်လို့3ညကိုကျွန်တော်9နဲ့မြောက်မယ်ပေါ့နော်9မှာ9နဲ့မြောက်မယ်ပြီးရင်9နဲ့မှာဆိုတဲ့အတွက်ဒီ6မှာဖြစ်ပါတယ်9မှာတစ်ကြိမ်2 8 3ညဆိုတဲ့အတွက်8 8 9မှာတစ်ကြိမ်စီ ဒီအပိတ်6ကို3နဲ့မြောက်ပြီးတော့နောက်ဆုံးမှာ6နဲ့ထပ်ပေါက်မှာဖြစ်ပါတယ်ခင်ဗျာ9 3 9 3 9 9 9 9 9 9ဆိုတဲ့အတွက်9ရေးမယ်ပေါ့နော်6နဲ့9ပေါင်းတာ15 9ပဲရေးမယ်8နဲ့ချိန်16 6နဲ့9ပေါင်းရှင်းလဲ25 9ပဲရေးမယ်ပေါ့နော်63ချိန်ပေါင်းတာဒီ18ဖြစ်ပါတယ်6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ9 9ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ 9နဲ့10ပေါင်းရှင်းတည်73 3နဲ့6ပေါင်းတော့9ဆိုတဲ့အတွက်ကြောင့်မို့9လုံးပိုင်းမှာ6 8 9 8ပြီးဖြစ်ပါတယ်ဗောနော်ဒီ9ဒီအလဲဖြစ်ပါတယ်ဒါကြောင့်မို့9လုံးပိုင်းမှာ6 9 8ဖြစ်ပါတယ်ဒါဆိုရင်20ကျိန်းအတွက်ဆက်ပြီးကြည့်အောင်ဗောနော် sorry 20ကျိန်းအတွက်ဖြစ်ပါတယ်20ကျိန်းမှာဒီ3ညကို9နဲ့မြောက်တယ်လို့ပဲဒီ3ကိုလည်း9နဲ့ထပ်မြောက်မယ်ပေါ့နော်ဒီ9မှာဆိုရဲအတွက်ဒီ9ကို9နဲ့ထပ်မြောက်မယ်6မှာတစ်ချိန်ဆိုရဲအတွက်ဒီ10မှာ ့မှာတစ်ချိန်ဆွဲအတွက်ဒီလိမ့်ပါပေါ့နော်၈၈၉ဆိုတော့ဒီ၁၁၁မှာတစ်ချိန်စီ၆ကို၃နဲ့မြောက်တဲ့အတွက်ဒီ၃ညကို၃နဲ့မြောက်ပြီးနောက်ဆုံးမှာကျွန်တော်တို့၆နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ93လီဒီကျွန်တော်55ရာတယ်ပေါ့နော်95လီလည်း20နဲ့5ရှင်းနဲ့လေးပေါင်းတာက7ကိုနှစ်ပေးရမှာဖြစ်ပါတယ်တိ3ချိန်ပေါင်းတာက3 3 3ညလီ3ညကိုနောက်ဆုံးမှာရှိတဲ့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ။အစွန်း9ရက်9ရက်ပေါင်းရှင်း30ရတယ်ပေါ့နော်။နေနဲ့3ပေါင်းရှင်းတည်9ရတယ်ပေါ့နော်။9နဲ့6ပေါင်းရှင်းတည်7ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတင်းလုံးပိုင်ရှိတယ်ပေါ့နော်။နေနဲ့3ပေါင်းက9နဲ့6ပေါင်း7ဆိုတဲ့အတွက်ကျွန်တော်ဒီတစ်ပတ်မှာတင်းလုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။โอเคဒါဆိုရင်ဒီနေ့အရာကျွန်တော်9ရက်10ရက်ဆိုပြီးဖြစ်မယ်ပေါ့เนาะဒါဆိုရင်9တွဲမလားပေါ့เนาะ ကျွန်တော်တင်ချာနေရဒီပြီးခဲ့တဲ့ဘက်နီးအဆက်ကဒီဘက်မှာတော့ကျွန်တော်ကိုရတရစီပြီးရနေတာဖြစ်ပါတယ်။ Okay နောက်ထပ်လုံးပိန်ကိုလည်းဆက်ပြီးကြည့်အောင်လားခင်ဗျာ။ Okay ဒီလုံးပိန်၃မျိုးဖြစ်ပါတယ်ဗနော်ဒီလုံးပိန်၃မျိုးဒီ၃၉၃မှာဆိုရင်၃၃ညကို၅နှစ်နေမှာ၃၅နှစ်၉နှစ်နေမှာ၃၉နှစ်နှစ်၆၆မှာနှစ်၄၆၃နှစ်၄နှစ်၃၄ဒီ၃နှစ်၄ဆိုပြီးတောက်လျှောက်ဖြစ်ပါတယ်။ ဲ့မှာသူကတစ်ကြိမ်ပြတ်တယ်ဗောနော်ဒီကိုးမှာတစ်ကြိမ်ပြတ်တယ်နေနေဒီကိုးလေးလေးဒီရှောင်းလေးရှောင်းစပြီးဖြစ်ပါတယ်ခွန်း38မှာဆိုရင်ဒီ3တလုံးပြတ်ပြီးတော့6ခွန်း8စပြီးတော့ဒီနည်းနှစ်ခုဗောနော်ပြီးရင်66စပြီးတော့ဒီမှာ69ရှောင်းဒီတပင်ထပ်ပြတ်တယ်ဗောနော်38နည်းမှာဆိုရင်ကျွန်တော်69 8စပြီးဖြစ်ပါတယ်69 8ဆိုတဲ့အတွက်ကြောင့်မို့ဒီနည်းနှစ်ခုကတော့ထပ်ပြတ်သွားခဲ့ပြီဖြစ်ဖြစ်ပါတယ်ဗောနော်3လုံးပဲနည်းနှမျိုးရှိတယ် နှလုံးပိုင်နည်းနဲ့မျိုးရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီတပင်မှာတော့ပြတ်သွားခဲ့တယ်ပေါ့နော်6လုံးပိုင်မှာ6ကိုရှောင်းဒီ7လုံးပိုင်မှာ7ကိုရှိစီဖြစ်ပါတယ်โอเคဒီနီးနံပါတ်နဲ့ကကြတော့ပေါ့နော်နီးနံပါတ်နဲ့ကနီးနဲ့3ပေါင်းရှင်းက3ပေါင်း4 3ညနဲ့3ပေါင်း3သုံးနဲ့သုံးပေါင်း6 9နဲ့သုံးပေါင်း8ဒီ999993တိဆိုတာကတော့ဒီမှာပေါ့နော် 9993တင်မှာ0093နှစ်ရှိဖြစ်ပါတယ်009ဗောနော0093နှစ်ရှိဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ဒီ9ကို3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ93ပေါင်းတော့7နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာနေလုံးပိုင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နောက်ထပ်နှစ်တစ်ခုကတော့6နှစ်ခွန်ပေါင်း73 8နှစ်ကြိမ်76 ဒါဆိုရင်ဒီတစ်ပတ်မှာတော့၈နဲ့၁နဲ့ထပ်ပေါင်းမယ်ပေါ့နော်၈နဲ့၁ပေါင်းတော့၉ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်လုံးပိုင်း၉ရှိတယ်ပေါ့နော်ခုနက၉ရဲ့၁ရဲ့ဆိုတော့ကျွန်တော်၉လုံးပိုင်းတစ်ခုတူတယ်ပေါ့နော်၉ရဲ့၂ရဲ့နောက်ထပ်ဒီတစ်ခုကြည့်အောင်ပေါ့နော်ဒီတစ်ခုကဒီမှာနှစ်ကြိမ်ဆက်တည်းပြလာပြီဖြစ်တယ်။ Okay ဆက်ကြည့်အောင်ပေါ့နော်အဲ့ဒီနေ့မှာကျတော့ဒီခွန်ခွန်ဆက်လေးလေးနဲ့ငါးပေါင်းရှင်၉၉နဲ့၈ပေါင်းဆက်ခွန်၃ညာ၆တိပေါင်းမယ်ပြီးရင်၆တိခွန်ခွန်နဲ့ငါးပေါင်းဆက်နေဆိုတော့ ဒီမှာ385ဖြစ်မယ်ဗောနော်385ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်85 5နဲ့ပေါင်း30ဒီမှာ3တလုံးဆိုတဲ့အတွက်9နဲ့3ဆိုပြီးဖြစ်သွားမယ်ဗောနော်။ဒါကတော့မိမိတို့ကြိုက်တဲ့နီးကောင်ကိုယူတုံးလို့အရှင်းပြနေတယ်ဗောနော်။အဲဆိုရင်ဒီမှာ9ရက်2ရက်3ရက်ခုနက9တရက်ဆိုပြီးရှိတယ်ပေါ့နော်ခြေတည်နည်းကိုယူလို့ရတယ်ခင်ဗျာအဲဆိုရင်ဒီမှာတူနေတာကတော့9ဒလုံးတူနေတယ်ဖြစ်ပါတယ် โอเคအပြီးခွေမှာဆိုရင်တော့အပြီးခွေကတော့ကျွန်တော်တို့၃ညဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ၃ညတင်းနစ်၃ဆိုပြီးရှိတယ်ခင်ဗျာကျွန်တော်တင်းလုံးပိုင်ရှိတယ်ပေါ့နော်တင်းလုံးပိုင်ရှိတယ်ဒီမှာတော့၉လုံးပိုင်မပါနေဘူးပေါ့နော်ကျွန်တော်ဒီခွန်၃ညတင်းနစ်၃၄၅မှာရှိတယ်၉လုံးပိုင်မပါဘူးပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာတင်းရဲ့နေရဲ့၃ရဲ့ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဒီမှာနေလုံးပိုင်ဒီမှာ၃လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါတော့ကျွန်တော်ပြည့်ခရစ်တပတ်နီးအဆက်ပေါ့နော်ကျွန်တော်ဒီတပတ်မှာကိုနေတင်တဲ့လုံပိန်ရာနေတယ်ပေါ့နော်ဆက်ပေးမပေးရတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ပိတ်မှာတော့ကျွန်တော်ဆက်ပြီးတော့ okay နေဆက်ဖြစ်တဲ့နီးအတတီထဲမှာ okay နေဆက်ဖြစ်တဲ့ကျွန်တော်69လုံပိန်ပေါ့နော်69လုံပိန်ကိုနောက်ထပ်နီးအတတီကိုလည်းနောက်ပိတ်မှာကျွန်တော်ထပ်ပြီးတင်ပေးသွားမယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မယ်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။